မင်္ဂလာပါဗျာ။ပိုင်တဲ့စာဖူဘလော်လေးကနေပြန်လဲကြိုဆိုပါရစေ။ကိုရက်စာတို့ဒီနေ့ကတော့မွန်ရိုးရာအစားစာလေးတစ်ခုဖြစ်တဲ့ငါးပေါင်းတုပ်လေးလှုပ်ရှားมาဖြစ်ပါတယ်။ဒါတော့ငါးပေါင်းတုပ်ထဲမှာပါဝင်တဲ့ပစ္စည်းတွေဖြစ်တဲ့ငပြောဘူးတွေဟင်းနီးဟိဘက်တွေကိုဈေးမှာသွားဝယ်နေတာဖြစ်ပါတယ်။ဟုတ်ဟုတ်ဒီတိုင်းမှာထပ်လိုက်ထားလိုက်တော့ဟုတ် ကွဲဆာတော့ငါးပေါင်းတို့ကိုတော့ရဲရွယ်နဲ့ထုံမှာဖြစ်ပါတယ်ရဲရွယ်ကတော့ကွဲဆာရဲ့ channel မှာပဲခုနေတာဖြစ်ပါတယ်အာရဲရွယ်ခုတဲ့နေရာမှာဒီအရွက်ကြီးပြီးတော့နှူးတဲ့ရွက်ကလေးတွေကိုရွေးခုထားပါတယ်ဒီငါးပေါင်းတို့ထဲမှာထည့်ထုံမဲ့ပဇွန်ကိုအညစ်ကြေးတွေထုတ်ပြီးတော့တန်ရှင်းစေချောပေးထားပါမယ်ကွဲဆာတို့ဒီငါးပေါင်းတို့ထုတ်တဲ့နေရာမှာဘောင်ဝင်ပစ္စည်းဖြစ်တဲ့ငှက်ပြောဘူးကိုဒီလိုထက်ချမ်းခွဲခွဲပြီးတော့တိတိလေးလေးလှီးပေးထားပါမယ် ပြီးရင်တော့စနုံးနဲ့ရေနဲ့ထည့်ထားတဲ့ထည့်ကိုထည့်ပြီးတော့စိမ့်ပေးထားပါမယ်။ဒါမှအစည်းတွေထွက်တော့မှာဖြစ်ပါတယ်။ဒါတော့ပဲ့မင်ပါဘွာပဲ့မင်ပါကိုကိုရဆာတို့ရေနဲ့တန့်စင်အောင်ထပ်ပြီးတော့ဆေးကြောပေးလိုက်ပါမယ်။ဒီစပယ်လင်းကိုလည်းတိတိလေးနော်နော်ကလေးဖြစ်အောင်လှိပေးထားပါမယ်။ဒီချက်သွန်ကြီးအခွန်ခွားပြီးတော့ဒီလိုမျိုးလေးစိတ်ပေးထားပါမယ်။ ဆောနာလီးထားတဲ့ဇပလင်နဲ့ကြက်သွင်မြူနဲ့ကိုထည့်ပြီးတော့ထောင်းပေးပါမယ်။ဒါကတော့ငါးပေါင်းတို့ထုတ်တဲ့နေရာမှာပါဝင်ပစ္စည်းတွေဖြစ်တဲ့စံစိမ်းမုံထမင်းစားစုံနဲ့ငါးစုံစိမ်းစားငပီးအနှဲငယ်ဒီငပြောဘူးပဲပင်ပေါက်ညက်ဒီကြက်သွင်ညီပဇွန်ဒီပဲဒီပင်စိမ်းရှမ်းနန်နန်နဲ့ဒီဇပလင်နဲ့ကြက်သွင်မြူတို့ထောင်းထားတာကိုအားလုံးစင်စစ်ဖြစ်အောင်လုပ်ထားပါမယ်။ အားလုံးစင်နေပြီဆိုရင်တော့ငါးပေါင်းတော့အနှစ်လောက်ပါမယ်ငါပြောဘူးထဲပါမယ်ဒီမြင့်နဲ့ပဲပေါက်ထဲပါမယ်ချက်သွန်ဒီလီးထားတာရယ်ပဲဒီလီးထားတာထဲပါမယ်ပြီးရင်ရှမ်းနန်နန်နဲ့ပင်စိမ်းထဲပါမယ်ဒါကတော့ဇပလင်နဲ့ချက်သွန်မျိုးထောင်းထားတာဖြစ်ပါတယ်ငပီအနှဲငယ်ထဲလိုက်ပါမယ်ဒါကတော့စံစိမ်းမုံထမင်းစားစုံနဲ့ငါးစုံကိုထဲလိုက်တာဖြစ်ပါတယ်ငရုတ်သီးအယောင်တင်မုံထမင်းစားစုံတစ်စုံထဲပါမယ်စီအနှဲငယ်ထဲပါမယ် အရသာအတွက်စားနဲ့အချိုမုံနဲ့နဲ့ထည့်လိုက်ပါမယ်။ပြီးရင်တော့တန့်စင်ဆေးကြောထားတဲ့ဒီပစုံလေးကိုထည့်ပေးလိုက်ပါမယ်။ကြပောင်ရွေးစီအလုံးထည့်ပေးပြီဆိုရင်တော့အားလုံးတမသွားအောင်တည်တည်ရှာလေးနေပေးပါမယ်။ကိုယ်စားတို့ဒီ၅ပေါင်းတို့အနည်းလို့ဖို့တဲ့ဒီအစာတွေကအဓိကဖြစ်တဲ့အတွက်အရသာတွေအားလုံးစိတ်ဝင်စေဖို့အတွက်တည်တည်ရှာရှာနေပေးရပါမယ်။ ကဲဒီလိုမျိုးနေထားတာအစင်းလေးဖြစ်ပြီးဆိုရင်တော့ငါးပေါင်းဖတ်ထုတ်လုပ်ပါမယ်အစင်းလေးရေးဆေးထားတဲ့ရဲရွယ်ရဲထဲကိုဒီငါးပေါင်းတော့အနှစ်ထည့်ပါမယ်ဒီရဲရွယ်ရဲ site ပေါ်မူတည်ပြီးတော့ငါးပေါင်းတော့အနှစ်ကတော့အစင်းပြေသလိုလေးထည့်ပေးလိုက်ပါမယ်ပြင်တော်ကိုယ်ဆက်ပြထားတဲ့အတိုင်းဒီရဲရွယ်ရဲဖတ်ကိုတေးချာလေးလုံအောင်ထုတ်ပေးပါမယ်ထုတ်ပြီးပြီဆိုရင်တော့သွားချမ်းထိုးတန်လေးနဲ့ပိတ်ပေးလိုက်ပါမယ်။ ကြည်ဒီလိုပဲကြမ်းရှိနေတဲ့အနှစ်တွေကိုရဲရွယ်တဲ့ထည့်ပြီးတော့တေချာလေးထုတ်ပေးပါမယ်အားလုံးထုတ်ပြီးပြီဆိုရင်တော့ယေရှုကိုတည်ပါမယ်ယေရှုကိုတည်ပြီးရင်အပေါ်ကနေပြီးတော့ပေါင်းချောင်ထည့်ပါမယ်ပေါင်းချောင်ပေါ်မှာစောနာထုတ်ထားတဲ့ဒီငါးပေါင်းတို့တွေအားလုံးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အပေါ်ကနေပြီးတော့အဖုံးအုပ်ထားပါမယ်ကစားတော့အဖုံးအုပ်ပြီးတော့၅ပေါင်းတုပ်ကျက်တဲ့အထိ45မိနစ်ခန့်တည်ပေးရပါမယ်။ ဒီ45မိနစ်လောက်တည်ပြီးပြီဆိုရင်တော့ငါးပေါင်းတုပ်ကလေးအားလုံးကျက်ပါပြီကဲဆာတို့ဒီစားမဲ့ပကံလေးတွေကိုငါးပေါင်းတုပ်ကလေးတွေထည့်လိုက်ပါမယ်ပြီးရင်ဒီသွားချမ်းထိုးတန်လေးကိုဖြီးပြီးတော့ငါးပေါင်းတုပ်ကလေးဖွင့်ပေးလိုက်ပါမယ်ကဲအခုဆိုရင်တော့အရန်ရန်ပဲစားလို့ကောင်းတယ်ငါးပေါင်းတို့ကလေးရရှိလာပြီဖြစ်ပါတယ်ဂရက်ဆာရဲ့ဘလော်လေးကိုကြည့်ရှုပြီးတော့ငါးပေါင်းတို့လိုက်လို့စားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့အများကြီးကျေးဇူးတင်ပါတယ်